သားသမီးတယောက်ကိုဗျာမိဘကြီးကအမြဲတမ်းသူတို့အမြင်ထဲမှာမျိုးလုံးထဲမှာကလေးလိုပဲမြင်ကြတာဗျာဘလောက်ပဲအဆင်မပြေဘူးတင်ရှိရှိမိဘတွေကိုအဖိုးတွေအဖားတွေကိုသူတို့ရဲ့နောက်ဆုံးချိန်ထိပြည့်စုံပေးစင်းနေတော့ထင်တယ်ဖေကကြတော့ချက်တော့ချက်တယ်ဒါပေမဲ့ဟိုက view site မပြတာကိုအမေကပို့ပြီးညွှန်းထွေးတယ်ကိုတောင်းဝင်ကိုယူတာပို့ပြီးအဆင်ပြေလိမ့်မယ်မိဘကိုတောင်းဝင်တစ်ခုပေးရတာတော့အဆင်မပြေဘူးပေါ့နော်အဲအဲ့လိုမျိုးမိဘကလည်းတာသမီးကို view site လို့တာသမီးကလည်းမိဘကိုပြန် view site မှာလို့ထင်တယ် ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ TV ကမိဘနဲ့တာသမီကြားမှာရှိရဲဆက်ဆံရေးနဲ့ပတ်သက်တဲ့ထင်မြင်ချက်လေးတွေကို live နေမှာဖြစ်ပါတယ်။အခုမိန်ဟောင်းလေးတစ်ခုလောက်မေးလို့ရတာမသိဟုတ်။အာအဖေနဲ့အမေဆိုရင်ဘယ်သူ့ကိုပို့ချက်လဲမသိ။ဘယ်သူ့ကိုပို့ချက်ရလဲမဟုတ်ပါဘယ်လိုပါလဲတန်းတူပါလဲဒါပေမဲ့ဒီနီနီကကနေဖြစ်တာတော့အမေနဲ့နေဖြစ်တာ။အာဘယ်နဲ့ကြတော့တိတ်ပြီးတော့နီနီကလေးတိတ်ပြီးရှိတယ်။အာအဲဆိုလို့ရှင်မိဘပေါ့နော်တာသမီပေါ်မှာအသက်အရွယ်ဘယ်အရွယ်လောက်ထိတောင်းရင်တင့်နေလို့ထင်လဲမသိဘူး ဲရလာပြီတာဝန်နဲ့ဆိုင်တယ်ဆိုတော့အဲ့ဒါတော့ဗျာဒီဒီကာသမီနဲ့လည်းဆိုင်နေဗျာဒါလိုလဲဆိုတော့ကာသမီတယောက်ကိုဗျာမိဘကြီးကအမြဲတမ်းသူတို့အမြင်ထဲမှာမျက်လုံးထဲမှာခလေးလိုပဲမြင်ကြတာဗျာအဲ့အဲ့အတွက်ကြောင့်မို့သူတို့ကတော့သူတို့ကာသမီရဲ့ဘယ်တက်ရလဲရောသူကချစ်နေမှာအဲ့ဒါကိုဟာဒီကာသမီဘက်ကကိုယ့်ဘက်ကိုတော့တည်တဲ့စိတ်ရှိမှ ရေရောက်လာတဲ့အခါမှာပေါ့ဗျာတင်လာတာကိုမိဘကိုဒုက္ခမပေးဘဲနဲ့ကိုပေါ့ကိုပါရက်တီတင်နေလို့ပြောတာအဲ့ဆိုလို့ဟင်ရေရောက်တဲ့အထိ right อ่ะတောင်းဝင်ကြီးရမလို့တောင်းဝင်ကြီးရမလို့ကိုကိုပဲရက်တီရမှာဟုတ်အဲ့ဆိုလို့ရှင်မမိဘနဲ့တာသမီးကြောင့်ပါတော့မိဘတွေကအကယ်၍အာနောက်အင်တာဗျူးရပြီအဲ့လိုဖောက်ပြန်သွားပြီအဲ့လိုမျိုးဆိုရင်ရောတာသမီးတယောက်အနေနဲ့ခွင်းလွန်တင်တယ်လို့ထင်လားအဲ့လိုမျိုးဆိုရင်တော့ဒါကတော့ကျွန်တော်ခံရကြပါတော့ကျွန်တော်ခံရကြပါဆိုရင်ကျွန်တော် အဲ့လိုမျိုးကြီးပါတယ်ကြာအဲ့လိုလောက်ခံမဲ့ဆိုတော့ကျွန်တော်ကတော့ခွင့်မလို့ဘူးကြာအမ်ဘာလို့လဲပေါ့ဘယ်လိုဘယ်လိုခံစားချက်ကြောင့်ဖွင့်မလို့ဖြစ်လဲကျွန်တော်ကတော့ကျွန်တော်ဟိုဘာလို့လဲလဲဒီလိုမျိုးပဲနေနေကြကျွန်တော်အပြင်နေရာမှာလဲချားလို့ဆမ်ပရွန်းတယ်ကျွန်တော်နေနေရာမှာလဲချားလို့ဆမ်ပရွန်းဟုတ်ဟုတ်ဟာအဆိုရှင်မိဘတွေကနောက်ရင်နောက်ပြုတ်မယ်ဆိုရင်ရောခွင့်လို့ခွင့်လို့မလားဒါကတော့တို့ဆုံးဖြတ်ချက်ပေါ်မျိုးကြည့်တာပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးလောက်ခဲ့မယ်ဆိုရင်တို့ဒါကျွန်တော်တို့ ဘက်ကိုမငယ်ပဲနဲ့အဲ့လိုမျိုးလာလုပ်ခင်မယ်ကျွန်တော်တို့လည်းတက်တက်ရှောင်ထွက်တော့တကြီးရွယ်ဦးမိဘရေဘောနော်ခုခင်မှာစွန့်ပစ်တာကြီးများရေဘောနော်အန်ဆွေအဲ့လိုမျိုးတကြီးရွယ်မိဘရေစွန့်ပစ်တဲ့သားသမီးကိုဘာဘာပြောရှင်လဲဘောမိဘဆိုတာတော့တက်ရှိဖျားတစ်စီကြတယ်ဘာလို့လဲမိဘရှိနေတဲ့အချိန်မှာကြာဘုံမိဘကိုစောက်စောက်တင်နေကြာစွန့်ပစ်တာတော့ဘာလို့လဲမလုံးတင်ဘူးလို့ပြောတာသူတို့ဘာ message ပေးကြလဲဘော ဘာမှမဖြစ်ဘူးလေကိုမိဘရှိရုံမှာတံမိုးထားကြပါလို့ပြောတာကျေးဇူးပါတော့ဟုတ်အော်ချစ်တာတော့အတူတူပဲဟမ်းမဲ့တခါတည်းကအဖေကိုပို့ပါဟုတ်ပါသေးတယ်အဖေကိုချစ်အဖေကကြတော့ငငယ်လေးကလေးကအဲ့လိုမျိုးအခါမှလည်းအော်လည်းမဟုတ်ဘူးရိုက်လည်းမရဘူးအငြင်းရန်အခုကြီးတဲ့အထိကိုအဲ့လို ပွေချီပြီးတော့အိယာဘွားနေစင်းဆိုတော့ပွေချီပြီးတော့လုပ်ပြီးတခုဆိုတော့အဖေကအမြင်ပုတ်ပြီးစိုက်။အော်တောင်းရင်တင်နေတယ်ဆိုတော့ဒီနိုင်ငံမှာတော့ session နေချီလဲပေါ့နော်။ညီမတို့ဒီနိုင်ငံမှာကြာတော့အဲ့လိုမျိုးတတ်မှတ်ထားရတော့မရှိဘူး။ဒါပေမဲ့အခုညီမဆိုလဲအခုက20ကျော်ကြီးပေါ့နော်။ဒါပေမဲ့အခုချိန်ထိမိဘအုပ်ထိန်မှုအောက်မှာပဲနေပြီးတော့မိဘထောက်ပံ့တော့ပဲရှင်နေရသေးရဟုတ်။20နဲ့23ကျော်ရင်တော့ကိုယ့်ဘာသာကိုယ်ပဲ ပြက်တည်နိုင်တဲ့လို့ထင်တယ်။အဲ့လိုမျိုးမကြုံဘူးတော့သိတော့မသိဘူး။ဒါပေမဲ့ညီမအနေနဲ့ဆိုအဲ့လိုမျိုးခံစားနိုင်မှာမဟုတ်အဲ့လိုမျိုးဖြစ်ခဲ့မယ်ဆိုရင်အဲ့ညီမစိတ်အနေနဲ့တော့ခွင့်ပြုနိုင်မှာမထင်ဘူး။အဲ့လိုမျိုးရင်ဆိုတော့မကြိုက်ဘူးညီမ။ဟိုဘလောက်ပဲအဆင်မပြေဘူးတည်းရှိရှိမိဘတွေကိုအဖိုးတွေအဖားတွေကိုသူတို့ရဲ့နောက်ဆုံးချိန်ထိပြည့်စုံပေးစင်တယ်တော့ထင်တယ်ရွေးရရင်တော့အမေကိုပို့ရှိပါတယ်အားဖြစ်လို့အမေကဟိုအဖေကကြတော့ချစ်တော့ချစ်တယ်ဒါပေမဲ့ဟို ဗီယိုဆိုင်မပြတာကိုအမေကပို့ပြီးနှွေးထွေးတယ်။နေမကောင်းတဲ့ချိန်ဆိုလည်းအမေကပဲပို့ပြီးကြီးဆိုင်ပြရတော့အမေကပဲပူချက်ပါတဖေကိုလည်းချက်ပါတယ်။ကျွန်တော်တို့ဆယ်တန်းပြီးကကအဲအဲ့ချိန်လောက်တိတာဝန်ယူတဲ့နော်အဲ့လိုလေ။ဟုတ်ပြန်လာရောခွင့်မလွတ်ပေးဘူးလားအဲ့ဒါတော့ဒီမီတာစုလေးကိုပဲချစ်ချစ်ခင်ခင်စိတ်ထဲမှာပဲရှိနေရဆိုတော့အဲ့လိုမျိုးမဖြစ်စေချင်ပါဘူးအဲ့ဒါတော့အဲအဲ့ဒါကြီးကတော့ဒါမဖြစ်တင်ဘူးလို့ထင်တယ်။ဘာလို့ဆို မွေးပေးတဲ့မွေးပေးတဲ့ဆိုကြတဲ့ကျေးဇူးအားရှိပြီးသားလေနော်ဘလို့အချိန်နေပဲဖြစ်ဖြစ်တောင်းစားနေလဲမိပါပဲနော်ဘလို့အချိန်နေပဲဖြစ်ဖြစ်ဈေးတဲ့လဲမိပါပဲအဲ့တော့မပြတ်တင်ဘူးလို့ထင်ပါတယ်တာပါပဲဟုတ်ပါရှင့်အဖေဘူချစ်ဖာပြည့်လို့လဲအဖေကကြတော့အရာရာဘောနားနားလဲပေးနိုင်လိုက်ပြီးတော့လဲဖြည့်သီးပေးနိုင်တယ် ဒါပေမဲ့လက်ရှိကတော့မရှိတော့အမေပဲရှိတော့တယ်ပေါ့နော်။ဖေမရှိတော့လဲဘလို့တန်းတန်းတတတော့ဖြစ်တယ်။ဒါပေမဲ့တခါကျရင်လဲစိတ်ကူးရဲမှာတော့မရှိတော့ဘူး။ခါကျရင်လဲရှိတယ်။ဒါပေမဲ့ပို့ပြီးတော့ချစ်တာဆိုတော့အဖေပေါ့။ဘယ်အသက်ရွယ်ထိတောင်းဝင်ယူပေးလဲဆိုတော့ငယ်တင်ကတော့သူတို့တောင်းဝင်ယူပေးနိုင်တယ်လေ။ဘာလို့လဲဆိုတော့အခုအရွယ်ဆိုကကူးလို့ချိန်မျိုးမှဆိုကိုအားကိုကူးမဲ့အရွယ်လဲဖြစ်နေပြီဆိုတော့ငယ်တင်မှာတောင်းဝင်ယူပေးတယ်ဆိုတော့အချိန်ကပို့ပြီးအဆင်ပြေတယ်။အခုအချိန်မှာတောင်းဝင်ယူပေးစရာလိုတယ်မလုံးမဟုတ်ဘူး။ကြီးသွားတဲ့ဒီ မိဘတွေဆိုတာသားသမီးကိုတောင်းဝင်ယူပေးခြင်းနဲ့စိတ်ရှိယူပေးလို့ရတယ်။သို့တော့တည်ရမလား။အခုလက်ရှိလို့အခြေအနေမျိုးနဲ့ဆိုလို့ရှိရင်တော့ကိုတောင်းဝင်ကိုယူတာပုံပြီးအဆင်ပြေလိမ့်မယ်။မိဘကိုတောင်းဝင်တစ်ခုပေးရတာတော့အဆင်မပြေဘူးပေါ့နော်။အဲအဲ့လိုမျိုး။ညီမအနေနဲ့တော့ခွင့်လို့မပေးဘူး။လို့ပြောရမလဲ။အဖေဆိုတာလည်းနှစ်ခါရှင့်အဆင်မပြေဘူး။တူတည်းပဲရှိတာအဆင်ပြေတယ်။ တလင်တမရစနစ်ရှိတာပဲအဆင်ပြေတယ်အဲ့လိုတယောက်ပြီးတယောက်ယူတာတို့အဲနောက်တယောက်ယူတာမျိုးတို့ဆိုပြတာအဆင်မပြေနိုင်ဘူးလေဟုတ်တယ်မလားသူ့အတွက်ဆင်ပြေပြီကိုယ့်အတွက်ဆင်မပြေဘူးကိုကမိဘအရင်အနေနဲ့ရှေ့ဆက်သွားလို့လည်းဆင်မပြေဘူးဒါလည်းကိုယ့်အဖေအရင်လို့လည်းအဆင်မပြေနိုင်မဖြစ်နိုင်ဘူးပေါ့နော်ဘယ်ယာမှအဲ့လိုမျိုးမဖြစ်နိုင်ဘူးကိုယ့်အတွက်ပဲကိုကိုကဆင်ပြေအောင်ပဲဟုတ်အဲ့လိုလုပ်မှာပေါ့ အဲ့ဆိုရင်နောက်အိမ်အောင်ပြုမယ်ဆိုရင်အခွင့်မလို့နောက်အိမ်အောင်ပြုရင်တော့ခွင့်မလို့ဘူးသူငယ်တွေကအမိဘတွေကိုဆွန့်ပစ်တာကတော့ဒါမကောင်းတဲ့အလုပ်လို့ပြောလဲရတယ်ပေါ့နော်ဟိုပြောရမယ်ဆိုရင်တော့လူကြီးတွေရဲ့အပိုင်းဘက်ကိုသွားမယ်ဆိုလို့ရှိရင်တော့အိုဇာတာဆင်းရဲတာအိုဇာတာမကောင်းတာလို့ပြောချင်းပြောလို့ရတယ်ဒါပေမဲ့တာသမီတွေကတော့အတက်နိုင်ဆုံးကမိဘပေါ်အကောင်းပေးအကောင်းဆုံးအကောင်းဆုံး ေးဆက်ခြင်းကပိုကောင်းတယ်မိဘတွေကဘာကြောင့်မိဘတွေမွေးဖွေးမွေးဖွားပေးလို့သူတို့လူဖြစ်လာတယ်သူတို့ရှင်သန်လှုပ်ရှားနိုင်တယ်ဟုတ်တယ်မလားအဲ့တော့ရှင်သန်လှုပ်ရှားနိုင်တယ်လူဖြစ်လာတဲ့အကြောင်းရင်းကဘာကြောင့်လဲမိဘတွေကြောင့်လေဘလိုပဲဖြစ်ဖြစ်လူဖြစ်လူတော့တဲ့ရောက်လာပြီဆိုတော့ကွာဒါမိဘမှာကျေးဇူးကအများကြီးရှိသွားရင်နည်းနည်းလေးတော့မဟုတ်အများကြီးအများကြီးဟုတ်တယ်မလားအဲ့တော့မိဘတွေစွန့်ပစ်တာတွေဘာတွေရော ရက်တန်သေးခြင်းနဲ့ကိုကကိုကိုတိုင်းလဲကျူသာပန်းသားမိဘတွေကိုလှုပ်ကြွေးပြုစုခြင်းနဲ့အဲလှုပ်ကြွေးပြုစုနိုင်တဲ့သားသမီးလဲဖြစ်စေခြင်းနဲ့ဒီလားနော်ဘလို့အချိန်နေမျိုးပဲဖြစ်နေဖြစ်နေကိုအဆင်ပြေတာပဲဖြစ်မပြေတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးအဆင်ပြေစေခြင်းနဲ့မိဘတွေကိုလဲစွန့်ပစ်မှုတွေပါရယ်မဖြစ်စေခြင်းဘူးအဲ့လိုမျိုးကျေးဇူးပါဟုတ်ကဲ့ကျေးဇူးပါဟုတ်ဟုတ်နေအောင်လုပ်လို့သူပဲဖြစ်ပါရဲ့နေအောင်လုပ်သူပါပဲအော်အဲ့ဒါကတော့သူတို့ ဒီပြန်ပြန်တော့မူတရာပေါ့နော်တချို့ကြောလဲ16နှစ်လောက်နဲ့ကိုကိုသားသမီးကိုဒီတိုင်းပြပြောမလဲကိုကို6ပေါ့ကိုရဲ့ဒီနေခိုင်းတဲ့ဥစ္စာတွေရှိရပေါ့နော်ဒါပေမဲ့ဟို personal opinion ကတော့အသက်16လောက်ထိပေါ့နော်အကုန်လုံးတည့်တယ်မဲ့16နှစ်ပြည့်မှသူရဲ့ဒီ adulthood ကိုရောက်သွားတာဆိုတော့16နှစ်အထိကတော့မိဘရဲ့ဒီသားသမီးပေါ်မှာသူရဲ့ responsibility ရှိရတယ်တော့ထင်တယ် um အဲ့ဒါကတော့တယောလမ်းခံဘောနော်ဘာဖြစ်လို့ဆိုတော့ဒီကိုရဲ့ အချိန်ဥမာတာသမီလည်းရှိပြီးသားရေဆိုတော့ဒီကိုယ့်ရဲ့ဘယ်လိုပြောမလဲတာသမီမျက်နှာလည်းထောက်ရမယ်ပြီးတော့မိန်းမမျက်နှာလည်းထောက်ရမယ်ပြီးတော့ကိုယ်တိဆောက်ခိုင်းတိဆောက်ထားခဲ့တဲ့ဒီအိမ်အောင်တက်တန်းပေါ့နော်အိမ်အောင်တက်တန်းကိုဒီလိုမျိုးလွယ်လွယ်လေးနဲ့နောက်တစ်ယောက်ပေါ့အဲ့လိုဖြစ်သွားရဆိုတာရတော့တိတ်တော့နမခံဘူးပေါ့နော်အဲ့လိုလူတွေတော့ကကြတော့နော်ဒီကိုမိဘရဲ့မျက်နှာကိုတော့ပြန်ပြီးထောက်စီနေတာပါဆိုကိုရဲ့ဒီကလေးတောင်ဖြစ်ဖို့ဆိုရလဲမလွယ်ဘူးလေတည်ရမလားအခုလဲ ဥမာခိုင်နှင်းဝေတို့ဘာလို့အမျိုး example လေးရှိရောအဲ့တော့ဆိုတော့ဒီမိဘရာလဲကလေးတယောက်ဖြစ်ဖို့အတွက်သူတို့လဲပြီးချာချာကူးဆိုင်ပြီးတော့ထိန်းလာခဲ့ရအဲ့တော့ကြောင့်မလို့ကိုကလဲကိုအလှည့်ပြင်ရောက်တဲ့အချိန်မှာမိဘအဲ့လိုမျိုးလွယ်လွယ်ကူကူနဲ့လှုပ်လိုက်တာတော့အဲ့တော့မလှုပ်စေချင်ဘူးပေါ့နော်ဘလို့ပြနှစ်ဦးနှစ်ဖက်ပေါ့နော်မိဘကလဲတာသမီကိုကူးဆိုင်တော့တာသမီကလဲမိဘကိုပြန်ကူးဆိုင်မှာလဲချက်ပါကျေးဇူးပါဟုတ်ကဲ့ပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးသားရဲ့လူတွေအားလုံးကိုကျေးဇူးများရည်တင်ပါတယ်ဗီဒီယိုလေးကိုကြိုင်နေတတ်တယ်ဆိုရင် like and share လေးလုပ်သားပေးရောနော် 下期的马我就再见，再见，老师。